ယူကရိန်းဟာ2022ကတည်းကရုရှားရဲ့ပြင်းထန်တဲ့ကျူးကျော်စစ်ကိုခံနေရပြီးအခုဆိုနိုင်ငံတကာနိုင်ငံရေးနဲ့စစ်နီးဗျူဟာတွေအတွက်စမ်းသပ်ကွင်းတစ်ခုဖြစ်နေပါပြီ။ American လက်နက်တွေမရှိတဲ့ယူကရိန်းတပ်တွေရှေ့တန်းမှာဘာလုပ်နိုင်မလဲဆိုတာအရင်က အလွန်မသေးကြပါပဲ။ပြီးခဲ့တဲ့တစ်လအတွင်းမှာယူကရိန်းတပ်တွေဟာရှေ့တန်းကိုသာမကရုရှားနဲ့အတွင်းပိုင်းထိခင်မီတိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ထိုးစစ်ဆင်နိုင်တာကိုပြသနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်လအတွင်းရုရှားရဲ့ရေနံချက်ဆက်ယုံဒါဇင်နဲ့ချီ လေတာစခန်းတွေနဲ့ထောက်ပံ့ရေးစင်တာတွေမီးလောင်ပျက်စီးခဲ့ရပါတယ်။မော်စကိုလိုမြို့ကြီးတွေတောင်ဒရုန်းတွေနဲ့ပစ်ခတ်ခံရပါပြီ။ရုရှားမြို့ကြီးတွေမှာရှိတဲ့ထောက်ပံ့ရေးလိုင်းတွေလက်နက်တူလောင်ယုံတွေရေနံချက်ဆက်ယုံတွေဟာအခုခါမှာအလုံးမလုံးနိုင်တော့ပါဘူး။ရုရှားတွေအတွက်မြို့ကြီးတွေမီးလောင်နေတဲ့အခြေအနေဟာလက်တွေ့ဖြစ်လာနေပါပြီ။ဒါဆိုယူကရိန်းကဒီလိုရှုပ်ထွေးပြီးနှက်ဆိုင်တဲ့တိုက်ခိုက်မှုတွေကိုဘယ်လိုလုပ်နိုင်တာလဲ။ရုရှားရဲ့ကာကွယ်ရေးအားနည်းချက်တွေလား။ ယူကရိန်းရဲ့ဤပညာမြင့် drone view ဟာလားဒါမှမဟုတ်ယူကရိန်းရဲ့ရှင်သန်ရက်ဒီဘူအဆုံးဖြတ်ချက်လားနောက်ပြီးရုရှားနယ်မြေပေါ်ကရေနံချက်ဆက်ယုံတွေမီးလောင်ပြီးလက်နက်တိုလောင်ယုံတွေပောက်ကွဲနေတာကမော်စကိုကိုစီးပွားရေးအရအဆိုးရွားသောအခြေအနေရောက်သွားစေမလားအခုစစ်ပွဲဟာရှေ့တန်းတိုက်ပွဲတွေနဲ့မကတော့ပါဘူးယူကရိန်း drone တွေဟာရုရှားနယ်မြေအတွင်းပိုင်းကရေနံချက်ဆက်ယုံတွေ latest scan တွေနဲ့ထောက်ပံ့ရေးကွန်ရက်တွေကိုစနစ်တကျပြစ်ခတ်နေတာကြောင့်ရုရှားတွေအံအားသင့်နေရပါပြီ Angels 2လို့မဟာပြူဟာမြောက် latest scan မှာဘုံကျဲလင်ရင်တွေပျက်စီးတာ Crimea ကလက်နက်တူလောင်ရုံတွေပောက်ကွဲတာအေယာမရေနံဆက်ရုံတွေမီးလောင်တာတွေကြောင့်ရုရှားတွေအခုခါဘယ်နေရာမှမလုံခြုံဘူးလို့ခံစားနေရပါပြီရုရှားစီးပွားရေးဟာရေနံနဲ့တန်းငွေပို့ကုန်တွေပေါ်မိခုံနေရတာကြောင့်ရေနံချက်ဆက်ရုံတွေဆုံးရှုံးတာဟာကြီးမားတဲ့ထိခိုက်မှုဖြစ်စေပါတယ်ဒါအပြင်ယူကရိန်းရဲ့ drone အုပ်စု view ဟာကာကွယ်ရေးတွေမကဘူးတိုက်ခိုက်ရေးမှာလည်းစွမ်းအားရှိတယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ် ရုရှားရဲ့လေကာဝယ်ရေးနဲ့ပြည်ရင်းလုံခြုံရေးစွမ်းရည်တွေဟာဒီတိုက်ခိုက်မှုတွေကြောင့်အလွန်ဇောတကတက်ခံနေရပါပြီ။စစ်သား9သိန်းကျော်ဆုံးရှုံးခဲ့ရတဲ့ဆိုတဲ့ရုရှားအတွက်ယူကရိန်း drone တိုက်ခိုက်မှုရဲ့80 80ရာခိုင်နှုန်းဟာအသက်သေဆုံးနိုင်တဲ့အတွက်ဒီစစ်ပွဲဟာ digital နဲ့ drone view ဟာအပေါ်မှာပုံမှုဗဟိုချက်တည်လာပါပြီ။မကြသေးခင်ရပိုင်းကရုရှားရဲ့အခြေခံအဆောက်အုံတွေကိုစနစ်တကျတိုက်ခိုက်မှုရဲ့တက်ရောက်မှုတွေကိုရုရှားကိုယ်တိုင်မှာပါခံစားလာရပါပြီ။ မနေ့ညကပဲဒီတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ယူကရိန်းစစ်တပ်ဟာရုရှားနိုင်ငံရဲ့ဒေသစပ်တစ်ခုမှာဗျပြိုင်နဲ့ဒရုန်းတိုက်ခိုက်မှုတွေနဲ့ရုရှားကိုပြပွဲကြီးတစ်ခုလုပ်ပြလိုက်ပါတယ်။ယူကရိန်းစစ်တပ်ရဲ့ဒရုန်းတွေကိုအသုံးပြုပြီးတိုက်ခိုက်နိုင်တဲ့စွမ်းရည်ဟာငြိမ်းချမ်းရေးသဘောတူညီမှုအတွက်ယူကရိန်းအားကောင်းလာစေဖို့နဲ့ရုရှားရဲ့ဒီနယ်ပယ်မှာအားနည်းနေတာကိုပြသလိုက်တာပါ။ဒီတိုက်ခိုက်မှုတွေမှာရုရှားလီဒါစကန်တွေနဲ့ရေနံဆက်ယုံတွေတစ်ခုပြီးတစ်ခုမီးလောင်ပျက်စီးခဲ့ရပြီး ရုရှားရဲ့လေကာဝေးစနစ်တွေရဲ့အားနည်းချက်တွေထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်။ Kremlin အစိုးရဟာဒီတိုက်ခိုက်မှုတွေကိုဘလို့တုံ့ပြန်မလဲဆိုတာလူတိုင်းစောင့်ကြည့်နေကြပါတယ်။ Ukraine ဟာတနင်္လာနေ့ညကရုရှားရဲ့ကျယ်ပြန့်တဲ့နေရာတွေမှာ drone ဒါဇင်နဲ့ခြေပစ်လွတ်ခဲ့ပါတယ်။စစ်လေယာဉ်ကွင်း၃ခုလည်းပြစ်မှတ်ထဲမှာပါဝင်နေတယ်လို့သိရပါတယ်။ရုရှားကဝေးဝင်ကြီးဌာနကဒေတာ၁၀ခုမှာ drone 160မိဘကို10နာရီကြာခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ် ဒီတိုက်ခိုက်မှုတွေကြောင့်ဂျားဖြတ်လေးချောင်းပြန်တမ်းမှုတွေနှောင့်နှေးခဲ့ရပါတယ်။ဒီ drone တိုက်ခိုက်မှုတွေဟာယူကရိန်းသမ္မတဇယ်န်စကီးကရုရှားရဲ့ Belgorod ဒေသကိုပထမဆုံးချိန်တိုက်ခိုက်ခဲ့တာကိုဝန်ခံပြောကြားချိန်မှာဖြစ်ပွားခဲ့တာပါ။ယူကရိန်းဟာရှေ့တန်းနောက်ကရုရှားစစ်နဲ့စစ်မှုလုပ်ငန်းဆိုင်ရာစောင့်ဝင်တွေကိုပိတ်မှတ်ထားပြီးဝေးလံတဲ့ drone တွေကိုအသုံးပြုလာပါတယ်။တာဝန်ယူမှုကိုတိုက်ရိုက်မခံယူဘဲလှုပ်ဆောင်နေရှိပါတယ်။ KF ကပို့လိုက်တဲ့ drone အုပ်စုတွေဟာ ရုရှားကိုပြစ်မှတ်ထားတဲ့လုံဆောင်မှုတွေကိုနှေးကွေးသွားစေမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်တာပါရုရှားကာဝေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မနက်စောစောစနေကြတိုက်ခိုက်မှုတွေပြီးမှာ drone 158စီးကိုခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်တခြားသတင်းတွေမှာတော့ drone 160ကျော်ရှိတယ်လို့ဖော်ပြထားပါတယ် drone များစုကိုယူကရိန်းနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ Krasnodar, Rostov, Kargansk နဲ့ Belgorod ဒေသတွေမှာပစ်ချခဲ့ရပါတယ် North Ossetia Voronux, Panzer, Nizhny, Novgorod, Saratov, Oranburg နဲ့ Oren ဒေသတွေလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ Stavropol နဲ့ Russia ထိန်းချုပ်ထားတဲ့ Crimea ဒေသလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ Russia နိုင်ငံ Oranburg ပြည်နယ်အုပ်ချုပ်ရေးမှူး Yavgensi Sovnev က drone တွေဟာလေဆိပ်တစ်ခုကိုပြင်မှတ်ထားတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အသက်ဆုံးရှုံးမှုနဲ့ပျက်စီးမှုတွေမရှိခဲ့ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ယူကရိန်းစစ်တပ်ကတော့ KH-22 ဒုံးကျည်တွေတင်ဆောင်ထားတဲ့ရုရှားရဲ့ 222M3 ဘုံးကျဲလေယာဉ်တစ်စီးကိုဖျက်ဆီးလိုက်ပြီလို့ဆိုပါတယ်။ယူကရိန်းစစ်တပ်မှူးချုပ် Oligastan Saski ကရန်နိုင်ငယ်ကြမှာကျွန်တော်တို့ရဲ့အောင်မြင်တဲ့လုံဆောင်ချက်တွေနဲ့ရှေ့လျားတဲ့ခရီးသွားနိုင်တဲ့ 222M3 ဘုံးကျဲလေယာဉ်ကိုဖျက်ဆီးလိုက်ပြီ။ဒီလေယာဉ်ဟာတိုက်ခိုက်မှုမတိုင်ခင် လေစိမ့်မှာဆင်းသက်ခဲ့ပြီးကျွန်တော်တို့ရဲ့ drone ကပြစ်ချလိုက်တာပါ။ဒီလေယာဉ်ရဲ့တံမိုးက ဒေါ်လာ100သန်းလီပါရှိပါတယ်လို့ပြောပါတယ်222 M ဟာ1960ခုနှစ်တွေက Jupolev Design Bureau ကဖန်တီးခဲ့တဲ့အတန်ထက်မြန်တဲ့ခရီးဝေးပုံကျဲလေယာဉ်ဖြစ်ပြီးဒုံးကျည်တင်ဆောင်နိုင်သွင်းရှိပါတယ်ဒီလေယာဉ်ကိုအဓိကအမျိုးအစားနှမျိုးထုတ်လုပ်ခဲ့ပါတယ်222 M2 နဲ့1988ကနေ1993အထိထုတ်လုပ်ခဲ့တဲ့222 M3 တို့ဖြစ်ပြီးအခုထိရုရှားလီတာမှာအသုံးပြုနေစေဖြစ်ပါတယ် အထူးသဖြင့် KH-22 ဒုံးကျည်တွေပစ်လွတ်နိုင်သွမ်းရှိတာကြောင့်ရုရှားလီတာဟာဒီလင်ရင်ကိုယူကရိန်းရဲ့ရပ်သားအခြေခံအဆောက်အုံတွေကိုဘုံကျဲဖို့အသုံးပြုနေတာပါ။ဒါကြောင့်ယူကရိန်း drone တွေကဒီလင်ရင်ကိုဖျက်ဆီးနိုင်တာဟာယူကရိန်းအတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်းရုရှားလူမှုကွန်ရက်သတင်းတွေကဒေတာကန်တွေကိုကိုးကားပြီး North Ossetia က Mostock မြို့မှာရှိတဲ့တခြားစစ်လေရင်ကွင်းတစ်ခုကိုလည်းတိုက်ခိုက်ခံခဲ့ရတယ်လို့ဖော်ပြပါတယ်။အဲ့ဒီနေရာမှာ ကင်ဂျာဟိုက်ပါဆိုနစ်ဒုံးကျည်တွေတင်ဆောင်ထားတဲ့ MIG 31K တွေကိုတက်ဆင်ထားပါတယ်။လူမှုကွန်ရက်ပေါ်မှာအဲ့ဒီနေရာနာကမီဂိုတွေထွက်နေတဲ့ပုံတွေကိုတင်ထားပေမဲ့ရုရှားရာရှိတွေကလေရင်ကွင်းကိုတိုက်ခိုက်ခံရတာမရှိဘူး။လေကာဝေးစနစ်တွေကတိုက်ခိုက်မှုကိုကာကွယ်နိုင်ခဲ့တယ်လို့ညင်းဆိုပါတယ်။ Saratov ဒေသက Telegram Channel Shut ကအင်ဂျယ်မြို့မှာပောက်ပဲမှုတွေဖြစ်ပွားတယ်လို့ဖော်ပြပါတယ်။ Angels မြို့ဟာ ဘုံကျဲလင်းတွေရှိတဲ့ဗျူဟာမြောက်လေးတဲ့စကန်တစ်ခုရှိတဲ့နေရာပါ။ Presnoda Nemi က Slavinex မြို့ကို drone တွေပို့လွှတ်လိုက်ပြီးအဲ့ဒီမှာရှိတဲ့ရင်းနှီးချက်ဆက်ရုံကိုထက်ခါထက်ခါတိုက်ခိုက်ခံခဲ့ရပါတယ်။ Russian media တွေနဲ့ဒေသခံအရာရှိတွေကလည်း Tangrok, TikTok, Slovenks, Creekmax, Saratov နဲ့ Rostov Oblast က Angels မြို့တွေမှာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့အတည်ပြုပြောဆိုပါတယ်။ ရုရှားရဲ့ North Ossetia နဲ့ Chanchaya နိုင်ငံတွေရဲ့မြို့တော်တွေဖြစ်တဲ့ Valdika Gets နဲ့ Grozny လေစိတ်တွေဟာတိုက်ခိုက်မှုကြောင့်ပိတ်ထားရတယ်လို့သိရပါတယ်။အထူးသဖြင့် Angels Leaders Camp ကိုတလအတွင်းနှစ်ခါတိုက်ခိုက်ခံရတာဟာရုရှားရဲ့လေကာဝေးစနစ်ရဲ့ထိရောက်မှုကိုထပ်ပြီးမေးခွန်းထုတ်စရာဖြစ်စေပါတယ်။ Angels Leaders Camp ဟာ Ukraine ကိုရုရှားလေတပ်ကတိုက်ခိုက်ရမှာအရင်အရေးကြီးတဲ့နေရာဖြစ်ပြီးရုရှားရဲ့တိုက်ခိုက်ရေးလေရင်အများစုဟာ ဒီလီဒါစခန်းကနေပြန်တက်ပြီးယူကရိန်းကိုတိုက်ခိုက်လေရှိပါတယ်။အဲ့ဒီပြင်ယူကရိန်းသမ္မတဇလန်စကီကပထမဆုံးချိန်ဘဲဂိုရော့ဒေသမှာယူကရိန်းတပ်တွေရှိနေတယ်ဆိုတာကိုပြည်သူများရှိမှဝန်ခံပြောကြားခဲ့ပါတယ်။ဘဲဂိုရော့ဟာ KF တပ်တွေရဲ့တိုက်ခိုက်ခံရတဲ့ဒုတိယမြောက်ရုရှားဒေသဖြစ်ပါတယ်။စစ်ရေးလေ့လာသူတွေဖြစ်တဲ့ ISW Institute for the Study of War ကရုရှားတပ်တွေဟာဘဲဂိုရော့မြို့ရဲ့အနောက်မြောက်ဘက်က ဒေမီတိုဗကာမြို့ကိုတဖြည်းဖြည်းချီတက်နေတယ်လို့ဆိုပါတယ်။ဖင်လန်ခြေဆိုင် Black Pack အဖွဲ့ကစည်ရဲသုံးသက်သူအေမာကော့စတာချီလေးကလည်းဒီဆက်စင်ရေးဟာဆက်လက်ဖြစ်ပွားနေမယ်လို့ပြောပါတယ်။ယူကရိန်းစစ်တပ်မှူးချုပ်အော်လီကက်ဆန်ဒါဆာစကီကတော့ရုရှားရဲ့ຫນွေဦးတိုက်စစ်အသစ်ဟာစတင်နေပြီလို့ပြောပါတယ်။ဇယ်လန်စကီကမော်စကိုဟာကာကစ်နဲ့စာမီဒေတာတွေကိုထပ်မံတိုက်ခိုက်ဖို့တက်တွေစုစည်းနေတယ်လို့သတိပေးပြီးတဲ့နောက်မှာပါဒီကိစ္စနဲ့ပတ်သက်ပြီးဇယ်လန်စကီက အမေရိကန်တန်ယုံရဲ့တုံ့ပြန်မှုကိုရုရှားကိုဖော်ညွှန်းမပြောဘဲပြစ်ပယ်ထားတဲ့အတွက်ဝေဖန်ခဲ့ပါတယ်။သူကဝါရှင်တန်ဟာရုရှားလို့ဆိုတဲ့စကားလုံးကိုတော့ပြောရမှာကြောက်နေတယ်။အယက်သားတွေတေဆုံးရတဲ့ဒုံးကြီးတွေနဲ့ပတ်သက်ရင်ရုရှားဆိုတဲ့အကြောင်းကိုထည့်မပြောဘူးလို့ပြောပါတယ်။ဒါဆိုယူကရိန်းရဲ့ရုရှားနယ်တွင်းနဲ့နဲ့ထိတိုက်ခိုက်မှုတွေဟာရုရှားရဲ့ရင်းနှလုံးငယ်နဲ့စီးပွားရေးကိုဘလောက်ထိထိခိုက်စေခဲ့တယ်လဲ။ရုရှားရင်းနှက်ဆက်ဆက်ရုံတွေမီးလောင်ပျက်စီးနေပါပြီ။ ယူကရိန်းကရုရှားနယ်မြေအတွင်းပိုင်းကိုဒရုန်းတွေနဲ့မယမနာတိုက်ခိုက်နေတာကြောင့်ပါရုရှားရဲ့ရေနံချက်စွမ်းရည်ရဲ့တစ်ဆယ်ရာခိုင်နှုန်းလောက်ဟာအလုံလုံတဲ့အခြေအနေမှာမရှိတော့ဘူးဒီထက်ပိုပြီးပြစ်မှတ်တွေကိုလည်းတိုက်ခိုက်နေသေးဖြစ်တာကြောင့်ရုရှားစီးပွားရေးကိုစတင်တက်ရောက်လာပါပြီ2025ခုနှစ်ပထမ3လပတ်မှာပဲယူကရိန်းရဲ့အထင်ရှားဆုံးတိုက်ခိုက်မှုကတော့မော်စကိုနဲ့နီဒဝိုက်ကိုဖြစ်ပါတယ်ဆာရော့တော့ဒေတာက AGS2 latest scan နဲ့ခရိုင်းမီးယားကိုဗတ်ပေါင်းစုံကတိုက်ခိုက်မှုတွေဟာ ရုရှားစစ်တပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုခြုံရင်းစေုံသာမကရုရှားစီးပွားရေးကိုဒေါ်လာ1ဘီလီယံကျော်ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။ရပ်ပေါင်း15ရက်အတွင်းမှာပဲယူကရိန်းတပ်တွေဟာမော်စကိုနဲ့နီဒူဝိုက်ကို drone 343တိနဲ့တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး၃နှစ်ကြာစစ်ပွဲတွင်အသစ်တဖန်ဆန့်ကျင်တင်နိုင်ခဲ့ပါတယ်။ဒါဟာအခုထိအပြင်းထန်ဆုံးနဲ့အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။ Angels 2 latest scan ကိုတိုက်ခိုက်တဲ့စစ်စင်ရေးဟာ အသုံးပြုတဲ့လက်နက်တွေနဲ့ရုရှားဘက်ကဆုံးရှုံးမှုတွေနှစ်ခုစလုံးအရအရန်အရေးကြီးပါတယ်။ယူကရိန်းတပ်တွေဟာရုရှားလီဒါစကန်ကို ကီလိုမီတာတစ်ထောင်အထိရောက်နိုင်တဲ့နက်ဂျွန်းတုံးကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါ။ဒီတိုက်ခိုက်မှုရဲ့ရလဒ်အနေနဲ့လီဒါစကန်ကအေယာမလက်နက်တူလောင်တွေပောက်ကွဲခဲ့ပြီးရုရှားရဲ့ cruise missile တရာကျော်ပျက်စီးခဲ့ရပါတယ်။ဒါကြောင့်ယူကရိန်းဟာတကြိမ်တည်းနဲ့ရုရှားစစ်တပ်ကိုဒေါ်လာ1ဘီလီယံကျော်ဆုံးရှုံးစေခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်က ခရိုင်းမီးယားနဲ့ကရက်စနိုဒါပါမက်ရှလာမှာယူကရိန်းတပ်တွေဟာခရိုင်းမီးယားနဲ့ကရက်စနိုဒါက latest scan တွေရေနံချက်ဆက်ယုံတွေနဲ့စိတ်ကမ်းတွေကိုပြစ်မှတ်ထားပြီးရုရှားလေကာဝေးရေးစနစ်တွေကိုအားနည်းအောင်လုပ်ခဲ့ပါတယ်ယူကရိန်းတပ်တွေဟာ drone အတုတွေကိုအသုံးပြုပြီးရုရှားတပ်သားတွေကိုပြစ်မှတ်များစွာနဲ့ရှုတ်ထွေးအောင်လုပ်ခဲ့ပါတယ်ဒါကြောင့် drone တွေကိုဖျက်ဆီးစေနိုင်ခဲ့ပါတယ်ပြီးတော့ Panzer S1 လေကာဝေးရေးစနစ်တွေနဲ့ Back M1 radar တွေကိုဖျက်ဆီးပစ်လိုက်ပြီး ်ယူကရိန်းတပ်တွေရုရှားစစ်လေယာဉ်ဝင်တွေကိုတိုက်ခိုက်ဖို့လုံလောက်တဲ့နေရာလို့ဖြစ်စေခဲ့ပါတယ်။ယူကရိန်းတပ်တွေဟာရေဒါဖြုတ်ဒုံးကျည်တပ်ဆင်ထားတဲ့ရေတပ် drone တွေနဲ့ FPV drone တွေကိုလည်းအသုံးပြုပြီးကဲယူရန်တခြားကပစ်မှတ်တွေကိုတိုက်ခိုက်ကရုရှားလေတပ်ရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်စွမ်းကိုအားနည်းစေခဲ့ပါတယ်။ဒီလေယာဉ်ဝင်တွေအပြင်းထန်ပုံကျဲခံရပြီးရုရှားတပ်တွေလေယာဉ်တွေကိုအသုံးမပြုနိုင်တော့တဲ့အခါရုရှားရဲ့လေကာဝေးစနစ်တွေအားနည်းသွားခဲ့ပါတယ်။ဒါဟာအထူးသဖြင့် ပင်လယ်ဓာတ်နဲ့အဇော့ပင်လယ်အပေါ်မှာထင်ရှားစွာမြင်တွေ့ရပါတယ်။အဲ့ဒီနေရာတွေမှာရုရှားရဲ့ရဟတ်ယာဉ်တွေကို အများဆုံးအသုံးပြုလိမ့်ရှိပါတယ်။ဒါကြောင့်ယူကရိန်းတပ်တွေဟာကရက်စနိုဒါခါရိုင်းနဲ့ Rostov Oblast တောင်ပိုင်းကရုရှားရင်နှင်းချက်စက်ရုံတွေကိုအပိုဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ခရိုင်းမီးယားကျွန်းနဲ့ပတ်ဝန်းကျင်ပင်လယ်ရေပေါ်ကီလိုမီတာ80လောက်ပျံသန်းနိုင်တဲ့ဒရုန်းတွေကိုအသုံးပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့ပြစ်မှတ်ကအနောက်ရုရှားမှာအကြီးဆုံးဖြစ်တဲ့ Jupix စိတ်ကန်းနဲ့ရေနံချက်ဆက်ယုံဖြစ်ပါတယ်။ Jupix ကအရက်သားတွေရဲ့အဆိုအရစိတ်ကန်းနဲ့ရေနံချက်ဆက်ယုံနောက်မှာပောက်ကွဲမှုအကျိန်40ကျော်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ Jupix မှာပျက်စီးမှုတွေဟာအလွန်ကြီးမားပြီးရေနံချက်ဆက်ယုံဟာအချိန်တော်ကြာအသုံးမပြုနိုင်တော့ဘူးလို့ဆိုပါတယ်။ဒါဟာအခုထိအထူးရောက်ဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ုံသာမကအနောက်ပင်လယ်နဲ့မှာရုရှားရဲ့ရေနံမြက်ငွေကိုလည်းပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။ ယူကရိန်းအတွက်တွေဟာရုရှားရဲ့ရေလံချက်ဆက်ယုံနေနဲ့အထောက်ပံ့အခြေခံအဆောက်အုံတွေကိုဒရုန်းတွေနဲ့ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။အထူးသဖြင့် Krasnodar Krai မှာရှိတဲ့အကြီးစားရေလံချက်ဆက်ယုံနဲ့ဂိုဒေါင်တစ်ခုကိုပြစ်ခတ်ခဲ့တာပါ။ဒီနေရာဟာရုရှား60မြောက်လေကာဝေးရေးတပ်ဖွဲ့ရဲ့အဓိကစခန်းအနီးမှာရှိပြီးတိုက်ခိုက်မှုအတွင်းမှာလေကာဝေးရေးစနစ်အချို့ကိုပါဖျက်ဆီးနိုင်ခဲ့ပါတယ်။ Volgograd Oblast မှာတော့ယူကရိန်းတပ်တွေဟာတစ်နှစ်ကိုရေနံတန်14တန်းကျော်ချက်လုံနိုင်တဲ့ အဓိကရေနံချက်ဆက်ယုံနဲ့ Astra Khan ရေနံချက်ဆက်လုပ်ရေးဆက်ယုံကိုရက်နှဲငယ်တွင်မကြာခဏတိုက်ခိုက်ခဲ့ပါတယ် Volgograd Oblast ကိုကျော်လွန်ပြီး Saratov ရေနံချက်ဆက်ယုံကိုလည်းပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်ဒီဆက်ယုံဟာတစ်နှစ်ကိုရေနံတန်ခုနှစ်တန်းကျော်ချက်လုပ်နိုင်သန်းရှိပါတယ် Saratov အပြီးမှာတော့တောင်ပိုင်းက Iski ရေနံချက်ဆက်ယုံနဲ့ Samara Ni က Sizran ရေနံချက်ဆက်ယုံတို့ကိုတိုက်ခိုက်ခဲ့ပါတယ် တူလာကရေနံချက်ဆက်ယုံနဲ့အေယာမရေနံတူလောင်ယုံတွေကိုလည်းတက်မှတ်ထဲမှာပါဝင်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဒီနှစ်အတွင်းတတိယအကြိမ်ဖြစ်ရာဇန်ရေနံချက်ဆက်ယုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီဆက်ယုံဟာရုရှားရဲ့အကြီးဆုံးရေနံချက်ဆက်ယုံတွေကတစ်ခုဖြစ်ပြီးတနှစ်ကိုရေနံတန်း18တန်းကျော်ချက်လုံနိုင်ကအခုဆိုရင်ထပ်မံပိတ်သွားရပါပြီ။ဒီလိုပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ရုရှားရေနံချက်ဆက်ယုံတွေဟာတနှစ်ကိုစုစုပေါင်းရေနံတန်း53တန်းထုတ်လုပ်နိုင်သရှိပြီး ရေနံနဲ့ဓာတ်ငွေပို့ကုန်ပေါ်အလုံးမိခုန်နေရတဲ့ရုရှားစီးပွားရေးကိုကြီးမားတဲ့ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ဒါ့အပြင်ယူကရိန်းတပ်တွေဟာရုရှားရဲ့ရေနံစုတ်တင်စခန်းပမ်မင်းစတေရှင်တွေကိုပါပိတ်မှတ်ထားခဲ့ပါတယ်။ Rostov Oblast ကကော့ကိုဗာပေါ်မှာရှိတဲ့စုတ်ဆက်နှစ်ခုနဲ့ Krasnodar ကတစ်ခုလုံးကိုအလုံးလုံးနေတဲ့စက်ရုံကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီစက်ရုံတွေဟာရုရှားကျင်းတဲ့လုပ်ငန်းအတွက်ရေးပါတဲ့အစိတ်ပိုင်းတွေဖြစ်ပြီးအလုံးလုံးနေတဲ့ချက်စက်ရုံတွေစီကို ရေနံစုပ်စီဖို့လိုအပ်ပါတယ်။ဒီစုပ်ဆက်တွေပျက်စီးသွားတာကြောင့်အလုံးလုံးနေတဲ့ချက်ဆက်ရုံတွေမှာချက်လုတ်ဖို့ရေနံမရှိတော့ဘဲရုရှားရဲ့ပုံကုန်တွေလည်းကြီးမားသွားနှောင့်နှေးသွားစေပါတယ်။ယူကရိန်းဟာရုရှားရဲ့ရေနံချက်စွမ်းရည်နဲ့အခြေခံအဆောက်အုံတွေကိုဒရုန်းတွေနဲ့အကြီးစားတိုက်ခိုက်မှုစတင်ကြတဲ့ကရုရှားရေနံလုပ်ငန်းရဲ့တစ်ဆယ်ရာခိုင်နှုန်းကျော်ကိုအလုံးလုံးတဲ့အခြေအနေကနေဖယ်ရှားနိုင်ခဲ့ပါပြီ။ယူကရိန်းတို့ဟာရုရှားရဲ့ပျက်စီးမှုပြုပြင်နိုင်စွမ်းကိုပါထိရောက်စွာခြုံရင်းသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ Volgo Bright နဲ့ Krasnodar Oblast ကရေနံချက်ဆက်ရုံတွေကို မကြသေးခင်ကတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့ရေနံထုတ်လုပ်မှု900ခန်းလုံးကျော်ကျဆင်းသွားခဲ့ပါတယ်။ယူကရိန်းရဲ့အောင်မြင်မှုဟာ drone တွေကိုအစုလိုက်ပြုံလိုက်ထုတ်လုပ်နိုင်တာကြောင့် drone အုပ်စုတွေဟာရုရှားရဲ့လေကာဝေးစနစ်တွေကိုပါထပ်ခါထပ်ခါဖောက်ပြပြီး Razan လို့အဓိကရေနံချက်ဆက်ရုံတွေကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။အခုလိုဇက်တိုက်တိုက်ခိုက်မှုတွေဆက်ရှိနေမယ်ဆိုရင် လာမယ့်လအနည်းငယ်တွင်ရုရှားရင်နယ်လုံငန်းရဲ့20ရာခိုင်နှုန်းထိရပ်တန့်သွားစေနိုင်ပြီးရုရှားစီးပွားရေးကိုကြီးမားတဲ့ဒဏ်ဖြစ်စေမှာပါယူကရိန်းရုရှားစစ်ပွဲမှာထိခိုက်ဒေဆုံးမှုအများစုဟာတခါသုံးတိုက်ခိုက်ရေး drone တွေကြောင့်ဖြစ်ပြီးအခုဆိုဒီ drone တွေဟာအမြောက်တပ်တွေထပ်ပို့ပြီးအသက်သေဆုံးစေနိုင်တဲ့အထိဖြစ်လာပါပြီ2022ခုနှစ်ဖေဖော်ဝါရီလကစပြီးရုရှားဘက်ကစစ်တီပေါင်း2သိန်းခွဲကျော်ဆုံးရှုံးခဲ့ရပါတယ်ယူကရိန်းစစ်ပွဲမှာအမြောက်တပ်နဲ့ လေးလံတဲ့ခြေလျင်တက်တွေရဲ့အရေးပါမှုပြန်လဲပေါ်ထွက်လာခဲ့ပြီမဲ့ဒရုန်းတိုက်ခိုက်ရေးနီးပြူဟာရီဟာခေတ်သစ်စစ်ပွဲရဲ့အခြေအနေတစ်တခုကိုဖန်တီးလိုက်ပါတယ်ဒရုန်းတွေဟာခုဆိုစစ်မြေပြင်ပေါ်ကအဓိကသေတင်နိုင်တဲ့ချိန်ချောင်းမှုဖြစ်လာပြီးဒီအန်ရီဟာဒရုန်းတွေကိုပိုကြီးတဲ့စနစ်တွေမှာအသုံးပြုလာတဲ့အခါပိုကိုကြီးမားလာပါတယ်2024ခုနှစ်မတ်လမှာရုရှားဟာယူကရိန်းကိုဒုံးပြန်1500ကျော်ပြစ်လွတ်ခဲ့ပြီးရခိုင်နစ်တွေနဲ့ရှာရင်တိတိတသားဒိုးလာတာကိုတွေ့ရပါတယ် ယူကရိန်းနဲ့ရုရှားနှစ်ဖက်စလုံးကတနေ့ကိုဒရုန်းရာနဲ့ချီပစ်ခတ်နေကြတာကြောင့်အခုအခါမှာနေ့စဉ်စစ်ဆုံးရှုံးမှုရဲ့80ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းဟာဒရုန်းတွေကြောင့်လို့သိရပါဗျ။2024ခုနှစ်ဧပြီလ8ရက်နေ့ကယူကရိန်းကထုတ်ပြန်ချက်အရရုရှားတပ်တွေမှာ24နာရီအတွင်းစစ်သည်1300လီပါဆုံးရှုံးခဲ့ရတယ်ဆိုတော့အဲ့ဒီတွေက1000ကျော်ဟာဒရုန်းတွေကြောင့်ဖြစ်နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။